အော်တိုအီယာဖိုင်ဆိုင်ကယ်တွေအင်ဂျင်အယုံဆွဲကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုပြီးလာလာမေးကြတဲ့ဆိုင်ကယ်ချစ်သူမိတ်ဆွေတွေအတွက်ဒီကနေ့ပြောပြပေးတော့ကြပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ကြွကြောင်အောင်ပါမော်တော်ဘိုက်အော်တာတယောက်ဖြစ်ပါတယ်နံပါတ်၁ကစီတိုင်ကြီးတဲကဓာတ်စီပတ်မှာ CG တွေပိတ်တာတွေရှိမရှိနဲ့အလုံးလုံးနိုင်စွမ်းသိရှိအောင်စီပတ်ကိုပန့်ပရက်ရှာနဲ့စစ်ဆေးပေးဖို့လိုမယ်နံပါတ်၂ကနိုဇယ်ကိုအင်ဂျင်တာဆေးစစ်နဲ့ဆေးပေးဖို့လိုမယ်နံပါတ်၃က အက်ကလင်နာလို့ခေါ်တဲ့လေးစက်မှာဖုန်နေတက်တာများနေရင်ဒါမှမဟုတ်စီဂျီတွေကက်တာများနေရင်ခါပေးဖို့လိုမယ်လုံးဝမကောင်းတော့ရင်လည်းအသက်လဲပေးဖို့လိုမယ်နံပါတ်၄ကလေတကယ်ရွံ့နေလေးချုပ်ဘားတို့ကိုပါစစေးပေးဖို့လိုမယ်နံပါတ်၅ကပလက်ကောင်းမကောင်းမှာစစေးပေးဖို့လိုမယ်နံပါတ်၆ကတော့စကန်နာဆင့်နဲ့ရီဇစ်ချပေးဖို့လိုမယ်စကန်နာဆင့်နဲ့ရီဇစ်ချပေးတာဟာစီနဲ့လေအယောနော်မှန်ကန်ပြီး အိဇောပိုက်ကနေစီနန်းထွက်တာပါကင်ဝေးသွားစီမှာဖြစ်ပါတယ်အော်တိုအီးရဲ့ဖိုင်ဆိုင်ရဲ့ချစ်သူတွေအနေနဲ့အခုပြပြသွားတဲ့အချစ်6ချက်အတိုင်းလိုအပ်တဲ့အစိပ်ပိုင်းတွေကိုစစ်ဆေးပြုပြင်တာတွေလောက်ဆောင်သွားမယ်ဆိုရင်အင်ဂျင်အယုံအစွဲဟာပုံမူကောင်းမွန်လာမှာဖြစ်ပါတယ်ပြီးတော့စီစားနှုံးလည်းတက်တာသွားမှာတည်ကြပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းမိုတိုနစ်ရဲ့ဆိုင်ရချစ်သူမိတ်ဆွေတွေအတွက်အကျိုးရှိစေမယ့်အကြောင်းအရာတွေကိုထပ်မံမျှဝေပေးတော့ပါဦးမယ်